။ညမဂီတာကိုပိုင်တေးချာကြီးဘယ်သူမှမတူတဲ့ဟန်နဲ့ယက်တီနေတဲ့ဂီတာတစ်ပုဖြစ်တယ်ပေါ့။အဝိုင်းရထူချမှုကတော့သူကအပါတဲ့အတန်းရှိရယ်ဆွဲငင်နိုင်တယ်ပြီးရင် အန်ဒီရတာလည်းအရသာရှိရပါတော့။သူ့မှာလည်းအန်ကန့်တတ်ထားတဲ့ကန့်တတ်လေးရှိရပါတော့။ကြီးမောင်းဆိုရင်တချင်းတိုင်းတီးလို့ရတယ်။အခုဒီဘက်ခင်မှာဆိုတချင်းတိုင်းတီးလို့ရတယ်။ဒါပေမဲ့ဆိုင်းဝိုင်းမှာကျတော့တချင်းတိုင်းတီးလို့မရ။ဘာလို့လဲဆိုတော့ तू က22လုံးရှိတယ်။ဒီဘက်အန်ညာဘက်အလဲ octave ပေါ့။ octave မှာဆိုရင်9တန်ဖြုတ်ရမယ်ပေါ့။ဒီဘက်ဘယ်ဘက်ချမ်းမှာဆိုရင်တော့9တန်ပဲရှိမယ်။အဲ့ဒါကိုမရမကတီးခတ်ရတာပေါ့။ तू ကအရင်ကပညာသားပါပါတယ်။နိုင်ငံတကာမှာလည်းတည်ရတူရတွေရှိပါတယ်။ ဒါပေမဲ့သူတို့ကတော့ရိုက်ခတ်တီတူတွေရလို့ခေါ်တာပေါ့ percussion instrument တွေအနေနဲ့သူတို့လည်းမျိုးစုံတုံးတယ်ဘာမှမှကြတော့ဘာကပို့ထူးကြလဲဆိုတော့ဥမာကျွန်တော်ပတ်ဝိုင်းဆိုလို့ရှိရင်ပတ်လုံးအကြီးရနေအသေးအထိပေါ့နော်20နဲ့တလုံး22လုံးအဲ့လိုမျိုးဟိုတန်စင်တွေကိုတီးတာပေါ့နော်ဟိုရိုက်ခတ်တီကြတော့တန်စင်မဟုတ်ပါနဲ့ရိုက်ချက်တွေကိုတီးတာ rhythm တွေကိုတီးတာပေါ့နော်ဒီမှာကျ melody ကိုပါတီးတယ်အဲ့မျိုးကြတော့ဘာမှမရှိတော့ဘူးပေါ့နော်ဒီမြန်မာတစ်မျိုးတည်းမှာပဲရှိတယ်ကြေကျူတည် လေလက်ခုတ်ဆိုပြီးတော့အဲ့လိုမျိုးရှေးလူကြီးတွေခစ်တယ်ဟိုကခွဲခဲ့ခွဲခဲ့တာပေါ့နော်ပတ်ဝိုင်းရဲ့တန်ဆင်ကိုပြောမှဆိုတော့အလဲတက်တက်မှာအလဲတက်တက်ကနေဒီဘက်ဟိုဘက်ခွဲပြီးပြောရမှာပေါ့နော်အဲသူကအလဲကနေစပြီးတော့ဒီဘက်အချမ်းနေအားလုံးကကျွန်တော်တို့ဘာလို့ခေါ်လဲအဲဒါယာတိုနစ်လို့ခေါ်တယ်ပေါ့နော်ခုနှစ်တန်ပေါ့နော်ခုနှစ်တန်ညှိထားတယ်ဒီဘက်ချာဒီဘက်ချာကကြတော့ ပန်တာတောနစ်လို့ခေါ်တယ်ပန်တာတောနစ်ဆိုတာ၅တန်ပေါ့နော်ဒီဘက်မှာအတန်အပြည့်မရှိဘူးဒီဘက်မှာ9တန်ရှိတယ်ဒါပေမဲ့ကမ္ဘာဂီတကြာကျွန်တော်တို့က12တန်ပေါ့အဲ့ဒါတော့ chromatic လို့ခေါ်တယ်ပေါ့နော်ဂီတစတာကသူက3တန်ငါးနဲ့စတာကို tritonic ကနေစပြီးတော့အဲပန်တာတောနစ်လောက်ဆိုလို့ရှိရင်ဒါ၅တန်မှာတော်တော်သုံးလို့ရပြီစောင်းဆိုလို့ရှိရင်ကျွန်တော်တို့ကပန်တာတောနစ်လို့ခေါ်တယ်၅တန်မှာညိတာပေါ့နော်ဆိုတော့ဒါကပဝိုင်းရဲ့ဖွဲ့စည်းပုံမြမဂီတာကိုပိုင်တီးကြကြီးဘယ်သူမှမတူတဲ့ ဟန်နဲ့ယက်တည်နေတဲ့ဂီတတစ်ပုဖြစ်တယ်ပေါ့မြန်မာလူမျိုးတယောက်အနေနဲ့ကတော့ဒီဒီမြန်မာရိုးရာမွေနေ့ဖြစ်တဲ့ဒီစိုင်းတူရီယာထိမ့်သိမ့်နေတယ်လို့တော့ထင်တယ်ထိမ့်သိမ့်ရမယ်လို့လည်းကျွန်တော်ထင်ခဲ့တယ်ပေါ့နော်အဲဘာလို့လဲဆိုတော့ဒီမြန်မာရိုးရာစိုင်းပညာကလည်းဒီနန်းတွင်းခေတ်ထဲကစီးဆင်းလာတယ်ကျွန်တော်တို့ရဲ့ဒီအမွေနေ့အကြီးပေါ့နော်တမိုင်းတွင်တဲ့ဒီပညာရပ်တစ်ခုဖြစ်တဲ့အတွက် အဲထိန်းသိမ်းနေမှာတယ်လို့ပဲကျွန်တော်လူငယ်တယောက်အနေနဲ့ပြောချင်ပါတယ်